BC 599ရေခေါနေမြင့်ကြီးယူရရှင်ပြင်ဟာပေါ့နော်ယေရုရှလင်မြို့ကိုဘာဘလုန်လက်သို့လက်နက်ချအညာခံတုံပန်းဖြစ်ခေါ်ဆောင်သွားတဲ့သူလူမျိုးတွေထဲမှာဇေယျဂျီလက်ဆိုတဲ့ဒီတရားဟောပါတာဖြစ်ပါတယ်သူတို့ဘုရားသခင်ကနော်ဇေယျဂျီလက်ခန်းစီတိမှာဘယ်လိုဗျာဒိယုံပါယုံနေပြီလဲဆိုတာကိုတရားမှာဖြစ်ပါတယ်အသက်30ပြည့်နေမှာတင်းသွားတော့သူတို့နဲ့အတူခေဘာမီနာမှာရှိနေစီ မိုးကောင်းကင်ခွင်ကဖျားသခင်ရတဲ့ယူပါရန်ကိုမာမီယာခါလတဲ့ပီခေပါမြူနာမှာထားပြရင်ဘကပတော်တင်ငါစီတူရောက်လာ၏ထားပြရင်လက်တော်တင်ငါပေါ်တူတင်လဲရှိ၏ငါကြည့်တဲ့အခါပြင်းစွာတော်လေကြီးစွာတော်မိုးတူထုံးလင်းတဲ့မြင်းဆက်ဟာမြမြဟာမှာပေါ်လာတယ် ဟာရှမ်မီလာရွှေရံထွက်တဲ့မီးဆက်ထဲမှာတတဝါဘေးပတ်ဆင်ဆောင်ရယ်သူတို့ဟာလူရဲ့အရံကိုဆောင်ရင်းနှောင်းနဲ့တောင်းလို့ကိုစီစီချရတဲ့အတောင်ချင်းတစ်ခုနဲ့တစ်ခုဆက်ဆက်လက်ထိုးတော်ဝါရီတွားတဲ့ခါတောင်းမြတ်လေတက်တက်သွားတချရတယ်။မျက်နှာအစင်းတန်ကတော့လေယာဘက်မှလူမျက်နှာချင်းသိပ်အနောက်ပြီးတော့လဝဲဘက်မှညမျက်နှာနဲ့ရှင်နေတဲ့ပုံစံရှိကြတယ်။ တောင်းအခုချင်းစီဆက်လို့အခုတူတူကိုမှတ်ထားတဲ့ပုံစံတွေကလည်းတော်တော်များများဆက်စပ်တိုင်းကြွားကြတယ်။သူတို့တွေကလက်စစ်နယ်လိုပဲအယောင်တောက်ကပြေးလိုက်ပြန်လိုက်လုပ်နေကြတယ်။နောက်တစ်ခါငါပြန်ကြည့်ရသူတို့နားမှာလေးပိုင်းရှိတဲ့ယထာပြီးတစ်စီးထင်ရှားလာတယ်။ထိုယထာပြီး ဆင်းရောင်ကကြောင်မြက်ရွေအရောင်ဆင်းကဲ့သို့ဖြစ်ပြီးလေးခုစလုံးအရောင်တူရဲ့ပုံစံကတော့ဘီးတစ်ခုထဲမှာဘီးတစ်ခုထပ်သလိုဖြစ်တယ်။သွားတဲ့အခါဘီးလေးခုစလုံးမမတွေဟာတငီတည်းဖြစ်ပြီးမလဲပဲသွားတက်ကြတယ်။ဘီးတွေဟာမြင့်ပြီးကြောက်စရာမျိုးစင်းနေပြီးကြတယ်။တတဝါတွေသွားတဲ့အခါထိုးပြီးတွေလည်းတက်ကြမပါလိုက်လာကြတယ်။တတဝါတွေကမြေကြီးနဲ့ပွာပြီးအဲတက်ကြတဲ့အခါဘီးတွေလည်းလိုက်လာတယ် ဝိညာဉ်တော်တော်ခွင့်ရှိတဲ့တိုင်းလာကြတယ်။သတ္တဝါတွေရဲ့ဒီဒီဒီမှာရှိကြပြီးပြုတ်သွားတဲ့ခါပြီးလည်းတော်ကြတယ်။ရက်တဲ့ခါပြီးလည်းရက်တယ်။ထိုသတ္တဝါတွေရဲ့ကောင်းမှာဝိမျက်ကျဲ့ရဲ့အစင်းရံတောင်းမြတ်ပွဲတော်ကြောင့်တလေးမျက်ကျဲ့လိုဖြစ်တဲ့ဝိမျက်ကျဲ့အောင်မှာသူ့အတောင်တစ်ခုမှတစ်ခုတော့တက်တက် ဲ့ရှိပြီးဘင်ဘက်မှာလည်းဖုံးစရာအတောင်ကုစီရှိတယ်။သူတို့တွေသွားတဲ့အခါသမုဒ္ဒရာရေတန်းလူမျိုးအနန္တတခိုးရှင်ရတန်းလူမျိုးအတောင်တွေမြင်နေတာမှာကြားရတယ်။စကားကလည်းလူအလုံးကြီးအတန်ကဲသူဖြစ်ပြီးရက်တဲ့အခါတော့ချက်လက်ရှိတယ်။ရက်တဲ့အခါသူကောင်းပေါ်မှာမျက်နှာကျတဲ့စကားတော့တို့ရှိတယ်။ပလင်းတွင်းလူပုံတန်ပတ်လည်မှာဟာရှာမီလာရွှေရောင်နဲ့မီးရောင်ကဲ့သို့ထင်ရှားပြီးအောက်ပိုင်းမှာမီးရောင်လို့ ထင်ရှားပြီးပက်လက်မှာထွန်းတောက်နေတယ်ထိုထွန်းတောက်အယောင်ကတော့မိုးရွာတဲ့နေ့မှာမိုးတင်ကတက်တဲ့ရဲ့အယောင်ကတူဖြစ်ပါတယ်ဒါသီထောက်ဘုရားရဲ့ဘုံတော်တရံတော်အစင်းရောင်ဖြစ်တည် သည်ဖြတ်တဲ့ယူပါညုံကိုမြင်တဲ့အခါတဝက်လဲနေတယ်။လူတယောက်ကအချင်းကိုတောင်းတရက်ပါ။ငါတင့်ကိုပြုံးမယ်။ဆိုတဲ့အတိုင်းငါချားတယ်။ပြီးတော့ဝင်းကြီးတို့ကငါ့ကိုအထဲဝင်ပြီးမတရက်စီ။ငါနဲ့သူပြောတဲ့သူ့ရဲ့စကားကိုငါချားတာကအချင်းလူသားငါ့ကိုပုံပြတဲ့လူမျိုး။ဒီနေ့တိုင်ပူပေတို့နဲ့ငါ့ကိုအစဉ်ပုံကံပြီးပြမားတဲ့အစ်တရလူမျိုးအဲရှိတဲ့နေရာသူတင့်ငါစီလွတ်မြေရဲတော်မြင်တာ ခိုင်းမာတဲ့နှလုံးသားရှိတဲ့လူမျိုးစီကိုတင့်ကိုငါဆီတက်ပြီးပြောရမှာဒီသူတို့ဟာပုံနဲ့ပတ်သက်လူမျိုးဖြစ်တဲ့အတွက်နားထောင်ကြည့်ဖြစ်စေနားထောင်ကြည့်ဖြစ်စေသူတို့မှာ prophet ရှိကြောင်းသိရမယ်အချင်းလူသားတင်ဟာစူးပြေမှုနဲ့တွေ့ပြီးခင်းမိကောက်တွေ့မှနေရပါမယ်သူတို့ကိုမကြောက်ဘူးသူတို့စကားကိုမကြောက်နဲ့ပုံစံတက်တော့လူမျိုးစကားကြောင့်မကြောက်နဲ့သူတို့မျက်နှာမျက်ရည်ကြောင့်မကြောက်နဲ့ ငါထောင်တည်ဖြစ်စေငါမထောင်တည်ဖြစ်စေငါစကားကိုဟောပြောရမယ်ချင်းလူသားငါပြောသောစကားကိုငါထောင်လို့ပုံကန်တက်တဲ့လူမျိုးလူမပုံကန်တဲ့သဘောမရှိပါနဲ့တိပစက်ကိုပြုံးပြီးငါပေးတဲ့အရာကိုစားပါလို့ကိုမင်းတော်မူရငါကြည့်နေတဲ့အခါစာလိတ်ပါတဲ့လက်ကငါစီကိုဆန်းနေရှိတယ်ထိုစာလိတ်ကိုငါရှေ့မှာဖွင့်ပြတဲ့အခါတစ်ဖက်တစ်ချက်စီမှာအခရာတင်ငူကျွေးမိတန်းချင်အချက် စိတ်မတန်ကြီးတွားချက်ချက်အမင်္ဂလာချက်တွေပါတည်းတပန်ချင်းလူသားတင်တွေ့တော့အရာကိုစားတော့ဤစာလေးကိုစားပြီးရင်တည့်ရလာအမျိုးတို့ရှိရသူတွားရဟောပြောလို့ဟူမင်းတို့မူတည်တာငါတိပဆက်ကိုဖွင့်စင် ထိုးစားလေးကိုခွန့်တော်မူလဲအချင်းလူသားငါပေးတော်အိစာကိုစား၍ဝမ်းပစ်စေလိုမိတော်မူသည့်တိုင်ငါသည်စား၍ပစနဲ့ရာဤကဲ့သို့ချိုး၏ ထိုးကောင်းဝင်တော်တည်ငါ့ကိုချီးဝဲထားဖီးယာကျင်းဝတ်တော်မူရာအရမှဘုံတော်တည်မင်္ဂလာရှိစေတည်းကိုငါနောက်၌ကြည်စွာသောလှူရှားခြင်းသံငါကြိုက်တစ်ခုနဲ့တစ်ခုဆက်ဆက်လက်ရှိသောတတော်ဝါတို့အတောင်များမိတန်ကို၎င်းသူတို့နားမှာဒီများမိတန်ကို၎င်းကြည်စွာသောလှူရှားခြင်းသံကို၎င်းငါကြိုက်ရည်ဝင်တော်တည်ငါ့ကိုချီးတော်တော်မူ၍ငါတိခါသောစိတ်ဘူပန်သောစိတ်နဲ့နိုင်ရိုက်ထားဖီးယာလက်တော်တည်ငါပေါ်မှာလေးစွာတင်လေရှိ သိသွားချင်းခံရ၍ခေမာမိနာတိလတိပတ်ယွာမှနေရာကြသောသူတို့ရှိရသောငါရောက်၍သူတို့နေရာကြ၌ခုနှစ်ရက်ပတ်လုံးမင်းမောတူဝယ်လျက်ရှိ၏